မိုင်းဆော့ပိတ်တက်လုံးမင်္ဂလာပါကျွန်တော်2024 25ရာသီ FA ဘလားပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဘိုလူးပွဲပွဲစဉ်ကတော့လာတော့မှာပါဘိုလူးပွဲစဉ်ကိုတော့ကျွန်တော် Crystal Palace အသင်းနဲ့ Man City အသင်းတို့ရင်ဆိုင်သွားမှာဖြစ်ပြီးတော့ပွဲစဉ်ကိုတော့ကျွန်တော်မေလ18ရက်ည10:00နာရီချိန်မှာရှင်ပြိုင်သွားမှာလည်းဖြစ်ပါတယ် မစည်းတဲ့ကတော့ဘူဆွဲမယ်ဆိုပြီးတော့ရေပန်းစားနေရဆိုပေမဲ့လည်းတပွဲတဲ့ရေကုန်ရေကန်းကစားမယ်ပွဲစဉ်ဖြစ်တာကြောင့်ပွဲကတော့စိတ်ဝင်စားဖို့ကောင်းလာမှလည်းဖြစ်ပါတယ်။ဘယ်တင်းကတော့ယာစီကုံဆုံးချိန်မှာ FA Champions ကိုရယူသွားနိုင်မယ်ဆိုတော့အကြောင်းစိတ်ဝင်စားစောင့်ကြည့်သွားမှလည်းဖြစ်တယ်။အဲ့တော့ဒီပွဲနဲ့ပတ်သက်တဲ့ပွဲကြိုအချက်လက်အကြောင်းကိုကျွန်တော်ပြောပြပေးခြင်းပါတယ်။ပရမောင်းဆုံးနေနဲ့ကျွန်တော်ပဲလီတင်းအကြောင်းပြောပြပေးခြင်းနဲ့ပဲလီတင်းကတော့ FA ဘိုလူပွဲကိုတက်ရောက်လာနိုင်ခဲ့တာဒီချိန်နဲ့ဆိုရင်၃ချိန်မြောက်လည်းဖြစ်တယ်။လွန်ခဲ့တဲ့၂ချိန်ကတော့ကျွန်တော်ဒုတိယနဲ့သာကျင်နေခဲ့ရတာလည်းဖြစ်ပါတယ်။ အဲ့အကြောင်းဒီချိန်မှာချန်ပီယံဆုရယူပြီးတော့ပြီးခဲ့တဲ့မှတ်တမ်းဆိုးတွေကိုအဆုံးသတ်ခြင်းတွေမှာလည်းဖြစ်ပါတယ်။ပဲလီဒင်းနေနဲ့ FA ဘလားပြိုင်ပွဲမှာသာချန်ပီယံဆုကိုရယူနိုင်ခဲ့ရင်ဥရောပပြိုင်ပွဲရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တဲ့အတွက်ဒီခွင့်ရေးကိုအရယူခြင်းတွေကလည်းဖြစ်ပါတယ်။ဒါပြင်ပဲလီဒင်းကနီဗျာဂလက်စနာလက်ထက်မှာလည်းကျွန်တော်အကောင်းဆုံးပုံစံကောင်းတွေကိုပြသနေရဖြစ်ပြီးတော့နောက်ဆုံးကစားရတဲ့ပြိုင်ပွဲစုံ၅ပွဲမှာလည်း၂ပွဲနိုင်၃ပွဲတည်နေကျွန်တော်ရှုံးပွဲမရှိသေးတဲ့ရလဒ်ကိုဖော်ဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ အဲ့ဒီ၅ဘွဲထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်စပါးနဲ့အက်စတွန်ဗီလာအသင်းတို့ကိုအနိုင်ကစားထားပြီးတော့တရေကြထားတဲ့ပွဲမှာဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းရဲ့ပွဲစဉ်လည်းပါဝင်နေရလဲဖြစ်ပါတယ်။ Easy မာတီတာစာဂူဟီရိုရဲ့ခြေစွမ်းပြမှုဒိန်းဟန်တာဆန်ရဲ့လက်စွမ်းပြမှုတွေနဲ့ပဲလစ်အသင်းကအရှင်ရနေရလဲဖြစ်တဲ့ဒါကြောင့်ဒီအရှင်ကို FA ဘလာဘိုလူဘွဲမှာဆက်ထိန်းထိန်းထားပြီးတော့မန်စီးတီးအသင်းကိုအကောင်းဆုံးယင်ဆိုင်သွားမယ်လို့တော့ထင်ပါတယ်။ မန်စီးတီးအတင်းကြောင်းပြောပြပေးခြင်းနဲ့မန်စီးတီးအတင်းကတော့ကျွန်တော် FA Blaha ကို9ကြိမ်တိတိတောင်ရရှိထားရတယ်ဖြစ်ပါတယ်။နောက်ဆုံးရရှိထားတဲ့အကြိမ်ကတော့ကျွန်တော်2023ခုနှစ်ကဖြစ်ပါတယ်။ဒါပြင်မန်စီးတီးအတင်းကအခုချိန်ပါဝင် FA Blaha ဘိုလူဝဲအဆင့်ကိုကျွန်တော်3ကြိမ်ဇက်တိုက် တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီရာသီမှာရလက်ဆိုးတွေကြောင့် FA Blast ပြိုင်ပွဲတစ်ခုတည်းသာချန်ပီယံဆုရယူနိုင်မှုအခွင့်အရေးကြံရှိနေရလည်းဖြစ်တယ်။အဲ့တော့ရလက်ကောင်းတွေရရှိထားဖို့အတွက်မစီအသင်းနေနဲ့အကောင်းဆုံးစ조사သွားမှာဖြစ်ပြီးတော့နောက်ဆုံးကစားထားတဲ့၅ပွဲမှာတော့ဆောက်တန်အသင်းနဲ့တရေကြခဲ့တာကလွဲပြီးတော့၄ပွဲစလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ပြီးတော့အခုချိန်မှာကျွန်တော်တို့ဒဏ်ရာရရှိနေတဲ့အဓိကကစားသမားချို့ပြန်လည်ပါဝင်လာနိုင်မှာကလည်းမန်စီးရဲ့အတွက်အားသာချက်တော့ဖြစ်နေတယ် ဒါပေမဲ့မက်ဆီဒီနဲ့ပြီးခဲ့တဲ့စောက်တန်အသင်းရဲ့ပွဲမှာပြိုင်ဘက်ရဲ့ခံစစ်ကိုမကျော်ဖြတ်နိုင်ခဲ့တာကြောင့်ပဲလစ်သင်းရဲ့ပွဲစဉ်မှာလည်းအဲ့လိုမျိုးမဖြစ်အောင်ပြင်ဆင်ထားဖို့တော့လိုအပ်နေတယ်။ဘိုလူပဲအတွေ့အကြုံရှိတဲ့အသင်းဖြစ်တာကြောင့်ဒီယာဒီကိုစူပလာလက်မဲ့နဲ့ယာဒီအဆုံးမတက်နိုင်အောင်တို့တော့အကောင်းဆုံးမက်ဆီဒီနေနဲ့စ조사သွားမှာလည်းဖြစ်ပါတယ်။ပဲလစ်နဲ့မက်ဆီဒီတို့ရဲ့နောက်ဆုံးထိတိုက်တွေ့ဆုံမှုအကြောင်းအရာတွေကိုလည်းပြောပြပေးခြင်းနဲ့26ချိန်နောက်ဆုံးတွေ့ဆုံထားပြီးတော့အဲ့ဒီတဲကကျွန်တော်18ချိန်မက်ဆီဒီတင်းကအနိုင်ရထားပြီးတော့3ချိန်ကခွဆယ်ပဲလစ်အနိုင်ရထားတယ်။9ချိန်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။ အချက်လက်တွေကတော့မန်စီးယီးတင်းကတော်တော်လေးကိုပြက်ပြက်သားသားအသာရယူထားနိုင်တာလည်းဖြစ်ပါတယ်။ဒီအသည့်ကျွန်တော်ပြီးများလေးတွေးဆမှုနှစ်ကြိမ်ပါလေတစ်ကြိမ်ကမန်စီးယီးအနိုင်ရထားပြီးတော့တစ်ကြိမ်ကတရေရလက်ထွက်ပေါ်ထားရလည်းဖြစ်တယ်။ပြီးခဲ့တဲ့ AB လာထဲမှာမန်စီးယီးတင်းနဲ့ခွစက်ပဲလေးတို့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းခွစက်ပဲလေးတင်းကဥဆောင်ဂိုးတွေရရှိခဲ့ပေမဲ့လည်းပွဲပြီးဆုံးချိန်မှာတော့မန်စီးယီးတင်းက၅ဂိုး၂ဂိုးဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်ဆွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ ဒီဘက်ကိုခံမှန်းရမယ်ဆိုလို့ရှိရင်တော့မန်စီအသင်းကပဲအနိုင်ရယူပြီးတော့ FA Blaha ကို၈ချိန်တောင်ကင်မြောက်သွားနိုင်မယ်လို့ထင်မြင်မိရယ်ပိတ်သက်နေတယ်ဘယ်လိုမြင်လဲဆိုတော့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်